စကိုင်းတိုင်းချောင်းဦးမြို့နယ်မှာတိုက်ပွဲဖြစ်ပွားနေတဲ့အတွက်မုံရွာမန္တလေးလမ်းမကြီးပါဝင်ခင်မွန်ချောင်းစုံလမ်းချောင်းဦးမဲ့သေးကျူလမ်းချောင်းဦးအမြင့်လမ်းပိုင်းတို့ကိုချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပိတ်ပင်လိုက်ကြောင်းဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းမှာထုတ်ပြန်ပါတယ်ဒီဇင်ဘာလ10ရက်နေ့ကလေးကအမြင့်ရဲစခန်းကစစ်ကောင်စီတပ်သားအင်အား200လောက်ကချောင်းဦးမြို့နယ်အနောက်ချမ်းကြီကုန်းကျေးရွာမှာအထိုင်ချပြီးပြည်သူ့နေအိမ်ကပစ္စည်းတွေယူဆောင်သွားပြီးဒီဇင်ဘာလ2ရက်နေ့နဲ့5ရက်နေ့တွေမှာ ကြည်ကုန်းနောက်ရွာကိုမိရှို့ဖျက်ဆီးခဲ့ပါတယ်။လက်ရှိမှာစစ်ကြောင်းကကြည်ကုန်းအရှိရွာမှာအထိုင်ချထားသလိုမုံရွာဘက်ကလည်းအင်အားဖြည့်တာတွေရှိနေကြတော့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဘက်ကလည်းမုံရွာမလှလမ်းမိုင်းကနေချောင်းဦးမြို့နယ်တဲကိုအင်အားဖြည့်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။စစ်ရေးအခြေအနေကြောင့်မုံရွာမလှလမ်းမကြီးအပါအဝင်တခြားလမ်းမိုင်းတွေကိုပိတ်ပင်လိုက်ရတာဖြစ်တယ်လို့ ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါရယ်။ဒီရောင်းတိုက်ခိုက်မှုကဒီမနက်ချိုင်ရိုကိုဘရာနဲ့တချီပါရာမိုတာနဲ့တချီဒီရောင်းတိုက်ခိုက်မှုပြုလုပ်ထားပါရယ်။ပိတ်တာတော့ဒီမနက်6:00နာရီခွဲနေပိတ်ထားတာဗျကျွန်တော်တို့ဘက်ကဒီစီးအရာလိုဝဲချက်ရှိသည်ဒီပေါ်တော့ဒီဘက်ကအစီအပြေမှပြန်ဖွင့်ပြီးပါဗျအရေးပေါ်ကိစ္စပါညာရှိရင်တော့အန်ဒီတဲ့ကတော်လိုင်းဖွဲ့လေးတွေကနေတစ်ဆင့်ချိန်ပြီးတော့သွားလာနိုင်ပါတယ်ဗျ မိုးရွာမန်လေးလမ်းမကြီးမှာတော့စစ်တပ်ကကင်းမုံချထားပြီးလမ်းပေါ်ဖြတ်သွားတဲ့လူငယ်မျိုးသားတွေကိုဖမ်းဆီးတာတွေလှုပ်ဆောင်နေရလို့ဒေသခံတွေကပြောပါရတယ်။ဒီဇင်ဘာလ10ရက်နေ့မနေ့ပိုင်းမှာလည်းမိုးရွာမန်လေးလမ်းကိုဖြတ်ပြီးအလုသွားတဲ့ဈေးတယ်တွေအလုသမားတွေကိုဖမ်းဆီးထားတယ်လို့သိရပါရတယ်။ကာကွယ်ရေးတပ်ဖက်ကလမ်းပိတ်လိုက်တဲ့အတွက်ပြည်သူတွေကလက်ရှိမှာတော့ဖြတ်တန်းသွားလာလို့မရသေးဘူးလို့ဒေသခံမျိုးသမီးတယောက်ကပြောပါရတယ်။ သူတွေကတော့မရှိမနေဟာတော့ကြောက်နေကြတာဒီနေ့မနေ့ကင်းကိုအဲ့ဒီနာလေးကိုပြည်သူတွေဖမ်းနေတယ်လို့လည်းကြားတယ်မဟုတ်ခိုင်းခိုင်းစားတယ်လို့လည်းကြားပါတယ်ရှင်လူငယ်လေးတွေဆိုရင်ဖမ်းခေါ်သွားတယ်လို့ကြားတယ်။အော်ကာလာမကြီးမှာပိုင်းဆိုးထားတာဆိုတော့စစ်တပ်ပဲရှိကြပါဘာပေါ်လောက်စားရတဲ့သူတွေကတော့သွားကြရတာဒီပယံသမားတို့မြေကြီးစုသမားတို့သွားကြရတာအဲ့ဒီပဲဒီမှာပေါ်မသိတဲ့လူတွေကတော့လာလာပေါ့ပြည့်တဲ့လူတွေကတော့မလာဘူးအဲ့လိုမျိုးဒါပြည့်တဲ့လူတွေလည်းမပြန်သေးတယ်လို့ဟိုဘက်ကလူတွေလည်းအဲ့လိုမျိုးပေါ့မလာကြဘူးပေါ့ ူကတာလောင်တိမနေရဘူးဆိုတော့လေတာလောင်တိမှာတော့လုံးသူတို့ပဲရှိတာသူတို့ပဲပိုင်ဆိုးတာလေဒီဇင်မာလာရှိရနေ့မနေ့ပိုင်းမှာလဲချောင်းဦးမြို့နယ်အနောက်မြောက်ချမ်းကိုမော်ရွာနမခကတက်တဲ့ drone ကော်ပတာနှစီးနဲ့ဘုံကျဲတာအပြင်လက်နက်ကြီးပစ်ခတ်မှုတွေလှုပ်ဆောင်ခဲ့လို့ချောင်းဦးဒေသခံကြီးကပြောပါတယ်ကျမဒီရီပါ